အီရန်ရဲ့နျူကလ িয়ার စကန်နေရာတွေကိုတိုက်ခိုက်ရမှာမိမိတို့ဘက်ကပါဝင်ပေးမဲ့အကူအညီအားလုံးကိုကြိုဆိုရဲလို့အစ္စရေးကဆွန်လ16ရက်နေ့ကပြောပါရယ်။တချိန်ထဲမှာအမေရိကန်တမန်တော်နဲ့ထရန့်ကလည်းစစ်ပွဲရဲ့အမေရိကန်ပါဝင်နိုင်မှုအလားအလာနဲ့ပတ်သက်ပြီးပြောကြားရမှာသူ့အနေနဲ့လာမယ့်တရင်ပတ်နှစ်ပတ်အတွင်းဆုံးဖြတ်သွားမယ်လို့ပြောပါရယ်။ ပြည်ရန်ဟာညူကီးယားလက်နက်တစ်ခုထုတ်လုပ်နိုင်လို့ညီညီရှိနေခဲ့တယ်လို့ပြောရင်အစ္စရေးကပြီးခဲ့တဲ့တရင်ဘက်ကမဟာယန်သူရောအီရန်ကိုလေကြောင်းတိုက်ခိုက်ခဲ့မှုစတင်ခဲ့ခြင်းနဲ့ဒုတိယဆုံးနဲ့အပြန်အလှန်တိုက်ခိုက်မှုတို့ဖြစ်ပေါ်စေခဲ့ပါတယ်။စစ်ဖက်နဲ့ထောက်လန်းရေးအခြေစိုက်နေရာတစ်ခုကိုပြစ်မှတ်ထားခဲ့တယ်လို့တီဟီရန်ကပြောတဲ့ဇွန်လ16ရက်တိုက်ခိုက်မှုတစ်ခုမှာ ီရန်ဒုံးကျည်ကြောင့်အစ္စရေးဆေးုံတစ်ခုထိမှန်ခဲ့ပြီးတဲ့နောက်အစ္စရေးကဝေးဝင်ကြီးအစ္စရေးကကအီရန်ရဲ့အစင်းမြင့်ခေါင်းဆောင်အပေါ်ချင်းချမှုတရထုတ်ချင်းအဖြစ်တင်းတပတ်ကြာမြင့်တဲ့စစ်ပွဲ၌တင်းမာမှုတွေကိုထပ်မံမြင့်တက်စေခဲ့ပါတယ်လူ40ခန့်တန်းရာရပြီးအဆောက်အုံမီးလောင်ခဲ့တဲ့တောင်ပိုင်းမြို့ဘီယာရှိကာပါရှိဆိုရူကာဆေးုံတိုက်ခိုက်ခံရမှုအတွက်အီရန်အနေနဲ့ကြီးကြီးမားမားပေးဆက်ရလိမ့်မယ်လို့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကပြောပါရခင်ဗျာ လောကမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝင်တဲ့ချက်ကြီးကိုနိုင်ကြမယ်အသိပေးထိတ်ခေါ်လိုက်ပါစေ